အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ United Diary for Science ကနေပြီးတော့ကြိုးစားပါတယ်အဲ့တော့ဒီကနေ့မှာကျွန်တော်တို့တင်ပြပေးခြင်းတဲ့သတင်းတွေကကျွန်တော်တို့ဒီ United အသင်းအနေနဲ့ဒါ Brentford အသင်းရဲ့ Dyson Moore Ryan and Bumo ကိုသူ့အနေနဲ့ကဒါကျွန်တော်တို့ပေါင်ဘောနပ်စတာလင်ပေါင်62.5သန်းပတ်ဝန်းကျင်နဲ့ထပ်ပြီးတော့ plus add on တော့ပေါ့เนาะ add on နေနဲ့ထပ်ပြီးတော့သူ့အနေနဲ့ထပ်ပြီးကန်ထပ်မှကန်လိုက်မှုတွေပြုတ်လို့လိုက်တယ်အဲ့တော့အဲ့ဒီအနေထားမျိုးမှာဆိုရင် Ryan and Bumo အနေနဲ့ကကျွန်တော်ပြီးခဲ့တဲ့ ဒါနွေရာသီအပြောင်းအရွှေ့မပွင့်ခင်နေရဒါကစားသမားနဲ့ဒါ United ဂျားထဲမှာအဲသူသူတို့အနေနဲ့ဒါနှုတ်အားဖြစ်ပေါ့နော်ဒါပုံကိုအရာဒါသဘောတူညီမှုတွေရရှိခဲ့ပြီးတဲ့နောက်ပိုင်းမှာကစားသမားအနေနဲ့ဒါ United ကိုရောက်ရှိဖို့အတွက် United က Brandford နဲ့နှိမ့်နိုင်ရမှာအနည်းငယ်လေးတော့ကြန့်ကြာနေတယ် delay ဖြစ်နေတယ်အဲ့တော့ဒီလိုအနေအထားမျိုးမှာဒါ Brandford အနေနဲ့ကလည်းသူတို့လိုချင်တဲ့အပြောင်းအရွှေ့ပမာဏတစ်ခုကိုလိုချင်တယ်ဒါပေမဲ့ Ineos ဘက်ကလည်းရှင်းတယ်ဒါ AMBO အတွက်သတ်မှတ်ထားတဲ့ပမာဏအထက်ကျော်ပြီးတော့သူတို့မပေးဘူး ဲဒါပေမဲ့လည်းဒီတစ်ခေါက်မှာဆိုရင်တော့တို့သတ်မှတ်ထားတဲ့ပမာဏညီရတဲ့နည်းနည်းပေါ့နော်ပို့သွားတဲ့အနေထားမျိုးလို့ကျွန်တော်ပြောလို့ရတယ်စတာလင်ဘွန်62.5 plus အရော်နဲ့ထပ်ပြီးတော့ဒါကန်လန်းလိုက်တာကိုကျွန်တော်တို့တွေ့တယ်ဗျာဘာကြောင့်လဲဆိုတော့တိုက်စစ်ပိုင်းမှာဒါမနစ်ကဆိုရင်ကျွန်တော်တို့ဂိုးရရှိမှုတော်တော်လေးနည်းပါခဲ့တယ်ကျွန်တော်ဒါရက်စမန်ဝိုင်လန်တို့ကျွန်တော်တို့အာဂျိုရှဝဇာစီတို့ကတကယ်ကိုဟိုဒိုင်ယာပြဿနာတွေရောပြီးတခြားသောခြေစွမ်းပိုင်းကျဆင်းမှုတွေရောနေသားမျိုးမှာဆိုရင်တို့အနေနဲ့အာ လိုချင်တဲ့ United အတွက်ရှေ့တင်ရှိထိုက်တဲ့ရသင်ရထိုက်တဲ့ဂိုးတွေကကျွန်တော်တို့အာတကယ်ကိုမှမရရှိခဲ့တဲ့အနေအထားမျိုးရှိရတယ်။တစ်ဖက်မှာဆိုလဲကြဘယ်တော့မှဆိုလဲကျွန်တော်တို့ right ဘာလဲ Alexander Garnacho သူ့အနေနဲ့ကအာ Garnacho အနေနဲ့ကလည်းဒါအဆုံးသက်ပိုင်းအားနေခဲ့တဲ့အနေအထားမျိုးတွေမှာ United တိုက်စစ်ကမနစ်ကတော်တော်လေးကိုရုန်းကန်ခဲ့ရတယ်။အဲ့ဒီတော့လေဒီနှစ်မှာဆိုရင်ဒီက ကျွန်တော် United အနေနဲ့က Matias Cunha ကိုဒါ Real တိအပြောင်းရွှေ့မစတင်ခဲ့တဲ့သဘောတူညီမှုရရှိခဲ့ပြီးတော့အပိသက်ခေါ်ယူနိုင်ခဲ့ပြီးအဲ့ဒီလိုအခြေအနေမျိုးမှာပဲဒုတိယမြောက်ခေါ်ယူမှုအဖြစ်လာမယ်လို့အားလုံးကထင်ကြေးပေးနေကြတယ်အားလုံးကလက်ခံထားကြတဲ့ Ryan Ambu Brian Ambu မျိုးပေါ့နော် Brian Ambu မျိုးရဲ့ အပြောင်းရွှေ့လေးကတော့ဒါ Brandford နဲ့ United ကြားမှာညှိနှိုင်းမှုတော်တော်လေးအဆင်မပြေတဲ့အခါမှာတော်တော်လေးကိုကြန့်ချာနေတာကိုကျွန်တော်တွေ့ရတယ်။အဲ့တော့ဒီရပိုင်းပြောမှာဆိုရင်လည်းသတင်းတွေရတောက်လျှောက်တက်တဲ့ Fabrizio တို့ဒါကျွန်တော်တို့ဒါ Sky တို့ဆိုရင်အမြဲတမ်းဒီသတင်းတွေပဲတောက်လျှောက်တင်နေတာဘယ်လိုမျိုးတင်နေလဲဆိုတော့ဒါအဲ Brian Abumo နဲ့ United ကရောက်ရှိဖို့နှိစက်နေပြီးအာရတော့မယ်ပြန်ပြီးကန်းလန်းတဲ့ Brian Moore က Brian Moore ကဟိုပြန်ပြီးတော့ Downshire ညှိနှိုင်းနေတယ်ဒီကြားထဲမှာမှဒါ Brian Abumo အနေနဲ့တူကွာပေါ့နော် သူ့ရဲ့ကစားသမားဘဝကို United ကိုရောက်ရှိလာချင်တာဖြစ်တဲ့အတွက်သူ့ရဲ့နေပြဟောင်းလည်းဖြစ်တယ်ကျွန်တော်လက်ရှိမှာစပါတင်နေပြဖြစ်နေတယ်ပြီးတော့သူ့ဆရာဟောင်းကလည်းပြန်လဲကမ်းလန်းနဲ့အခါမျိုးမှာတော့မှာပဲသူညင်းပယ်ခဲ့ပြီးတော့ United ကိုပဲရွေးချယ်ခဲ့တယ်အဲ့တော့ဒါဟုတ်ကြည့်ချင်းအဖြစ် United နဲ့ Brandbook ကြားမာတာဒါကျွန်တော်တို့ပြောင်းရွှေ့ခြင်းနှိမ့်နိုင်မှုအဆင်ပြေသွားပြီဆိုရင်တော့မကြခင်မှာကျွန်တော်တို့ Brian Ambomo ကကျွန်တော် United ကစားသမားဖြစ်လာတော့မယ် ဒါကလည်း United ရဲ့တိုက်စစ်ပိုင်းအတွက်တကယ့်ကိုအားတက်စရာသတင်းတစ်ပုဒ်ဖြစ်ပါတယ်အဲ့တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒါပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့တိုက်စစ်မှာဆိုရင်လက်ရှိမှာဘယ်သူရှိမလဲဆိုတော့အာမာဂျက်စ်ကိုညာရောက်ပြီးဒါဂျိုရှုအဆဇီနဲ့အာရက်စမန်ဝိုင်လန်ကတော့ဒါပုံမှန်ရှိနေဆိုပေမဲ့သူတို့ဒီအသက်အရွယ်အားဖြင့်ငယ်ရွယ်သေးတဲ့ကစားသမားတွေဖြစ်တဲ့အတွက်သူတို့ဒီလေ့လာမှုတွေအများကြီးလုပ်ဖို့လိုအပ်နေသေးတယ်။အဲကျွန်တော်ဒါညာတော်ဝင်မှာကြည့်မယ်ဆိုရင်လည်းကျွန်တော်ဝင်းဘတ်အနေနဲ့ကစားလို့ရတာဆိုရင်ဒါပြီးခဲ့တဲ့အာဘောလုံးရသည်ပေါ့နော်နောက်ဆုံးပိတ် ်နားလေးမှာအာကျွန်တော်ဒီအမရိနေနဲ့ဒီကျွန်တော်ဒါအာမတ်တီယာလိုကိုသူဘာလို့သွားလဲဆိုတော့ဝင်းဘတ်ထားပြီးတော့ကစားရတဲ့ဒါကစားခွက်ကိုသူစမ်းသက်ခဲ့တယ်အဲအဲ့ဒီမှာတော်တော်လေးဒါအာမတ်အနေနဲ့ကလည်းဝင်းဘတ်မှာ performance ပြနိုင်တဲ့အနေအထားမျိုးကိုကျွန်တော်မြင်တွေ့ရတယ်အဲ့ဒီအတွက်အာတိုက်စစ်မှာတိုက်စစ်ပိုင်းမှာဆိုညာဘက်ညာတောင်ဘက်မှာဆိုရင်တော့ဒါဝင်းဘတ်အနေနဲ့အာမတ်တီယာလိုရှိမယ်အဲ့ဒီဟိုမှာကျွန်တော်တို့တိုက်စစ်၃ယောက်တွဲပေါ့နော်ဒါ ဟို MRI ရဲ့ကစားကွက်ဖြစ်တဲ့3 4 1 1ဆိုတဲ့ကစားကွက်မှာဒါနောက်ကဒီ number down row ပေါ့နော် number down row မှာကစားမဲ့ဒါ Vadias Konya နဲ့ Brian Abumo အတွဲကဟိုတကယ်တမ်းဖြစ်လာမလားဒါမှမဟုတ်ဘလို့တွေကြံ့ကြာသွားမလဲဘလို့တွေရောကျွန်တော်ပြောင်းလဲသွားမလဲဆိုတော့ဆက်လက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်တယ်တကယ်လို့ဒါရောက် Brian Abumo ရောက်လာမယ်ဆိုရင်တော့တိုက်စစ်မှာကျွန်တော်တို့ဒါအာ Matias Konya နဲ့အာ sorry ဒါ တိုက်စစ်မှာပေါ့နော်ကျွန်တော်တို့ Rashford Highland နဲ့ Joshua Zirkzee တို့ခြေစွမ်းတာကောင်းကောင်းပြနိုင်မယ်ဆိုရင် United ကကိုရီးယားရှိဖို့ကမခက်ဘူး။ဘာကြောင့်လဲဆိုတော့ညတော်ပိုင်းမှာဟဲ့စိတ်ချသွားပြီ။ဘာကြောင့်လဲဆိုတော့အာမတ်အာမတ်ဒီယာလိုရှိတယ်။အဲကျွန်တော်ဘယ်တော်ပိုင်းမှာဆိုရင်တော့ကျွန်တော်ပါမာတီးယပ်ကိုညာရှိနေတဲ့ဖြစ်တဲ့အတွက်တစ်ဖက်မှာတစ်ခုရှိတာကကျွန်တော်တို့ဒါဒိုဂူပေါ့နော်ဒိုဂူရဲ့ဒါလက်ဝင်းဘက်ကိုဒိုဂူတာဝန်ယူတဲ့အချိန်မှာဘယ်လောက်ထိ impact ဖြစ်မလဲဆိုတာလည်းဒါကျွန်တော်တို့ပြန်ပြီးတော့စောင့်ကြည့်သွားမယ်အနေထားမျိုးဖြစ်တဲ့အတွက် Brian Ambumo ရောက်လာရင်တော့တကယ်ကိုကောင်းတဲ့တိုက်စစ်တစ်ခုကိုကျွန်တော်တို့ရမယ်အဲ့တော့ Brian Ambumo နဲ့ Brandbo ကြားမှာဘယ်လောက်ထိခြေနေကောင်းသွားမလဲကျွန်တော်တို့ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုပရိသတ်တွေကဒါထင်ကြီးတွေကို comment မှာကျွန်တော်တို့ပေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ